အားလုံးပဲမင်္ဂလာပါရှင်။ယနေ့တင်ဆက်ပေးခြင်းနဲ့ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ဘဘဲဆရာကြီးတို့ဦးရဲ့ဆုံးမစကားပဲဖြစ်ပါတယ်။ဒီနေ့မှာကောင်လေးတယောက်ဟာဓာချိုးလေးနှစ်ဆကင်ပြီးအဖိုးဖြစ်သူဘဘဲဆရာထံရောက်ခဲ့တယ်။အဖိုးကြီးအဖိုးအဖိုးကြီးဟေးဘာလဲကွာမင်းမှလည်းအလန့်တကြားနဲ့ဘာကိစ္စရှိလို့လဲကွာထိုအချိန်မှာကောင်လေးဟာမျက်ရည်စလေးဝဲပြီးတခုခုကိုကြောက်ရွံ့တဲ့အနေထားနဲ့ဟိုဟိုလေးအဖိုး မနေ့ကအသားကြောက်တုံးကိုခုတ်ကစားနေရင်ဓမ္မကြီးကကျိုးသွားလို့ပါဖို့အဖေကပြောတယ်ဒါအစ်စ်မရရင်အိမ်ပြန်မလာနဲ့တဲ့တားကိုကဲပါအောင်အဖိုးရဲ့ဒါမှမရရင်တားအိမ်မပြန်ရဲလို့ပါ မင်းကလည်းကွာတက်တက်ဆန်းဆန်းကြောက်တုံးကိုမှဓာနဲ့ခုတ်ရတယ်လို့ကွာဟာအဖိုးကလည်းတားပထမစမ်းခုတ်ကြည့်ပြီးပါပြီဗျဒါကဘာမှမဖြစ်တာတားကဒီဓာကိုယုံကြည်လို့ကြောက်တုံးကိုအပြတ်ခုတ်ဖို့ဆုံးဖြတ်လိုက်တာပါ ဟေးမင်းကလည်းကွာမင်းသားကဘလောက်ကောင်းတယ်လို့လဲဟာဘလောက်ထိကောင်းတဲ့ဓာတ်ဖြစ်နေပဲစေမာကြောတဲ့အရာတခုခုကိုခုတ်ပါများတော့သူပဲခံနိုင်ပါမလဲကွယ်ဒီမှာငါမြေမှတ်တာလောကကြီးဟာလေအဲ့ဓာတ်တလက်လိုပါပဲကို့မှာပစ္စည်းဥစ္စာဉာဏ်ပညာအာဏာရှိတိုင်းသူတစ်ပါးကိုဘာပဲလုပ်လို့လုံးလို့ရတဲ့ထင်ပြီးရမ်းမလုံးနဲ့သူတစ်ပါးအကြောင်းမသိခင်မှာတစ်ခါနှစ်ခါအตาရခြင်းရပါလိမ့်မယ် အခါများလို့အကြောင်းတိလာရင်ပေါင်းမိပေါင်းရနဲ့ပေါင်းပြီးမင်းဘဝကိုပြာကြအောင်သူတို့တတွေလောက်ဆောင်နိုင်တယ်ဆိုတာငါမြင့်တတိထားပါဟုတ်ကဲ့အဖိုးတာမှတ်သားထားပါမယ်အေးကွာကောင်းပါပြီကဲလာဖိုးရဲသွားရအောင်ငါမှလည်းတယောက်တည်းမို့တံမီးပုတ်ဖို့မီးမွေးပြီးမင်းဖိုးဆွဲပေးရလိမ့်မယ်ဟာအဖိုးကလည်းတာမှမီးပုတ်မခံနိုင်တာမီးမဖို့ပဲဒီတိုင်းထူးလို့မရဘူးလားဖိုး တဲ့ဒီကလေးနဲ့တော့ခတ်တော့တာပဲအပူမပေးပဲဒီတိုင်းထူရင်မင်းယူလာတဲ့ဓာတ်နဆကငါစီရောက်မှအစတရာလောက်ဖြစ်သွားမှာပေါ့ကွာမှတ်ထားပါမြေးလေးငါမြေးကိုအဖိုးပြောစရာတခုကြံသေးတယ်အပူဓာတ်မပေးပဲဓာတ်တလက်ကိုလိုရာပုံတွင်း၍မရတတ်သလိုဘာအပူပင်တခုမှမရှိတဲ့ဘဝတခုကိုလည်းလိုရာပုံတွင်းဖို့ခက်လာပါတယ်ဒါကြောင့် မိဘနာနေမိဘစီမှာစားနေကြတယ်ငါမေးတို့လို့အရွယ်ကအပူမပေးထားတဲ့ဓာတ်နဲ့တူတယ်အခုလို့မင်းအဖေကမင်းကိုအပူပေးတတ်တာမင်းကို ပုံသွင်းလိုက်တာနဲ့အတူတူပါပဲမြည်လေးရဲ့လောကမှာပူပင်ဒုက္ခတွေများလာလေလေ ကို့အတွက်အမြင့်ကျယ်လေးလေးပါဒီလိုအမြင့်ကျယ်လေးလေးကို့ဘဝအတွက်ကိုလိုရာ ပုံသွင်းလို့ရလေလေးပါပဲမြည်လေးမိမိဘဝမိမိဒုက္ခနဲ့မိမိရင်မဆိုင်ခင်အချိန်ဟာဓာကောင်းတက်လက်ရရှိဖို့ရိုက်နှက်ထူထောင် ပုံတွင်းနေကြတဲ့အဖိုးတို့လိုမဘဲစရာတွေရှိမှဖြစ်တယ်လို့။မမေးတို့လိုအရွယ်တွေအတွက်တားကောင်းရတနာတယောက်ဖြစ်ဖို့ဟိဟောက်ချင်းချောက်တတ်တဲ့မိဘစရာတမားကောင်းတွေလည်းရှိမှဖြစ်မယ်ငါမေးရဲ့။ဒါနားလည်မှပြီအဖိုး။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ပုံတွင်းထားတဲ့ဓာတ်တလတ်လိုပဲလူတယောက်ကိုရိုက်နှက်ပေးချိန်ထောက်ပေးတတိပေးတဲ့ဆရာမိဘတွေရှိမှပိုပြီးတိုးတက်တဲ့ဘဝပိုပြီး ပြင်ဆိုင်နိုင်တဲ့တတိယရေနဲ့ရရှိလာမှာပဲဖြစ်ပါတယ်။ကြီးစုနာရှင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ယခုကဲ့သို့သောပညာပေးဗဟုသုတပုံမြင်များကိုအမြဲတင်ဆက်ပေးနေမှာမို့ကျမရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။